။ငွေတိုင်းပခုတ်ကူမြို့နယ်ကံမမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ရက်ွက်ဈေးကန်တစ်ခုကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတက်ခိုက်လို့အထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပြပါရယ်။ဒီကနေ့မေလ၁၈ရက်နနက်6:18မိနစ်ခန့်မှာကံမမြို့အနောက်ဘက်ဂျိုးပြန်ရက်ွက်ကဈေးကန်ကိုတတအုပ်လေတက်ကတက်လာတဲ့ Jet Fighter နဲ့တိုက်ခိုက်ခဲ့တာလို့ပြောပါရယ်။ကနအုပ်ဆက်သွယ်ချက်အရဈေးကန်အဆောက်အအုံအထိခိုက်ပျက်စီးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်။ တိုက်ပွဲဘာညာတခုမှမရှိဘူးအကြောင်းမဲ့တတလာချသွားတာပါလို့အညာမြေအရက်ဘက်လူမှုအဖွဲ့အစည်းမြိုင်တာဝန်ရှိသူကဂျိုးပြန်ရက်ွက်ဆေးကန်ဘုံကျဲခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး People's Wing ကိုပြောပြပါတယ်လူတို့ကိုအကြမ်းဖက်နေတဲ့စစ်ကောင်စီဟာပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်လေကြောင်းအနေရအတွက်ဘုံခိုခြင်းမဖြစ်မနေတူးထားဖို့နဲ့လေကြောင်းအနေရကိုအချက်ပေးစနစ်တွေထားရှိဖို့လည်းတိုက်တွန်းထားပါတယ်အဂူနက်စ်မက်လာ22ရက်ကလည်းမကွေးတိုင်းကန်ကောမြို့နယ်နှမ်းခါကြီးရွာကဆေးခန်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စီဒီအန်ဆရာဝန်ဒေါက်တာမြတ်စိုးအောင်နဲ့ဇနီးဖြစ်သူဒေါက်ခိုင်နှင်းဝေတားဖြစ်သူ၅နှစ်အရွယ်ကလေးအပါဝင်၁၇ဦးသေဆုံးပြီး၆ဦးဒဏ်ရာရရှိခဲ့လို့သိရပါရဲ့ရှင်။